အာဒီလိုရှိပြောင်းမှုတွေအတွင်းမှာရောဘလို့အခက်ခဲမျိုးတွေစင်ခေါ်မှုမျိုးတွေကြုံရတာရှိရှိခဲ့လေပေါ့နော်အာဒီမြတ်ပြလာတဲ့ဒီဒေတာခန်တွေကိုရွှေပြောက်တဲ့အခါမှာစင်ခေါ်မှုတွေအကျက်တွေတွေဖျက်ရတဲ့အခြေအနေလေးတွေကိုလေဟောဟောကိုတိရသလောက်ရှင်းပြပေးပါဦးခင်ဗျာဟုတ်ပြီကျွန်တော်တို့အခက်ခဲစင်ခေါ်မှုတွေကတော့အာအများကြီးပါပဲအဲဒါပေမဲ့အဓိကအချက်၅ချက်ကိုအာကျွန်တော်ဟိုတင်ပြပေးမယ်ပေါ့နော် ဆိုတော့ပထမတစ်ချက်ကကျွန်တော်တို့ရွှေရပြောင်းရပြီးဟဲ့ဆိုရင်ကျွန်တော်ဘာကြောင့်ရွှေဖို့လိုအပ်တာလဲဘာကြောင့်ရွှေရမှာလဲဆိုတော့အန်ဒီရဖြစ်နိုင်ခြင်းကိုတွက်ချရတာပေါ့နော်တွက်တွက်ဆရတာပေါ့ဆိုတော့အဲ့ဒီမျိုးတွက်ဆနိုင်တဲ့ခါကကျွန်တော်တို့ကဟိုဟိုဟိုနိုင်ငံသမားတွေလည်းမဟုတ်ဘူးတော်လိုင်းသမားတွေလည်းမဟုတ်ဘူးပရဟိတလုပ်တဲ့အာဒီအာဟိုတာမန်ကျွန်တော်တို့ဟိုအရက်ဖက်အဖွဲ့စည်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဥပမာဘေးအချိန်မှာဘေးနားမှာတိုက်ပွဲဖြစ်လာနိုင်တယ်လေဘယ်သူကတော့ရွှေရတော့မလဲဆိုတော့ကိစ္စတွေကိုတွက်ချတဲ့တွက်ချရတဲ့အချိန်မှာ ဒီမြေပြင်အနေထားကိုသိရှိနားလည်နိုင်မှုပေါ့နော်အာကဟိုကျွန်တော်တို့ဟိုအဆက်အသွယ်ခက်ခဲတွေတခြားတခြားသောခက်ခဲတွေကြောင့်အမတမကျွန်တော်တို့ဒီအာတုံ့တရတာခက်ပါတယ်ဒုတိယတစ်ချက်ကကျွန်တော်တို့ရွှေရောက်တော့မယ်ဟေးဆိုရင်တောင်မှဒါကာယကံရှင်ရဲ့ဆန္ဒကအရေးကြီးပါတယ်ကျွန်တော်တို့ကအတရားအမှားရွှေ့ပြောင်းလို့ကျွန်တော်တို့မရပါဘူး ဆိုတော့ကာယကံရှင်ရဲ့အနေနဲ့ဒါရွှေ့သိမ်းမရွှေ့သိမ်းပေါ့နော်ဟိုဟိုတခြားတနေရာနဲ့ရောက်ရင်ဘယ်လိုနေရမလဲဘယ်လိုစားသောက်ရမလဲပေါ့နော်ဟိုကုမဲ့လူတွေကလည်းကျွန်တော်တို့အချိန်တိုင်းရှိနေတာမဟုတ်ဘူးလေနော်ဆိုတဲ့အခါမှာကြတော့ကာယကံရှင်ရဲ့အနေနဲ့လည်းတချို့ကိစ္စတွေမှာဟိုဆုံးဖြတ်ဖို့ဒီတုံဆိုင်နေတဲ့ကိစ္စတွေအဲကြုံရတဲ့ဟာမျိုးလေးတွေလည်းရှိပါတယ်ဒါကလည်းအော်နားလေပြလို့ရတဲ့အနေထားပေါ့နော်အဲနောက်တစ်ချက်တို့နံပါတ်3အချက်အချက်အနေနဲ့ကကြတော့ဒီရွှေပြောင်းတဲ့အချိန်မှာ အာလုံခြုံရေးပေါ့နော်ဆိုတော့လုံခြုံရေးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒါအစုလိုက်ပြုံလိုက်ရွှေ့ပြောင်းရတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လမ်းကြောင်းလုံလုံခြုံရေးပေါ့နော် အာကအဓိကအရေးကြီးပါတယ်နောက်တစ်ခုကအာသူတို့သွားမဲ့နေရာတွေသူတို့နေထိုင်မဲ့ယာယီနေထိုင်မဲ့နေရာတွေရဲ့လုံခြုံရေးပေါ့နော်အာကို ဟိုရွှေ့လိုက်တဲ့နေရာကပို့ပြီးတော့မှဟိုဟိုလက်ရှိရှိနေတဲ့နေရာတဲ့လုံခြုံမှုရှိရလားဆိုတော့ကိစ္စတွေကိုကျွန်တော်အသေးစားအာအတွက်ချချိန်ဆပေါ့နော်အဲဒီကိစ္စတွေကိုကျွန်တော်တို့လုပ်ရတဲ့အခါမှာကျွန်တော်တို့တော်တော်လေးစိန်ခေါ်မှုတွေကျွန်တော်တို့အာကြီးပါတယ်အဲနံပါတ်၄အချက်နဲ့အချက်အနေနဲ့ကတော့ကျွန်တော်တို့ဟိုအခြေခံအကူအညီတွေရရှိနိုင်မှုပါဆိုပထမတစ်ချက်ကကျွန်တော်တို့ရွှေ့ချပြောင်းချပြေးဆိုတဲ့နေရာမှာကျွန်တော်တို့က နေရာတိုင်းကလမ်းလျှောက်ပြီးတော်လို့ရတဲ့နေရာတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီအဟိုကားတို့ဟိုလှေတို့ဘုတ်တို့စသဖြင့်အဲ့လိုမျိုးလိုအပ်တယ်ပေါ့နော်ဆိုအဲ့လိုမျိုးလိုအပ်တဲ့နေရာမှာကျွန်တော်တို့ကဒီအလက်ရှိတိုက်ပွဲတွေရဲ့အနေထားအရကျွန်တော်တို့ဒီဟိုရခိုင်ဖက်ကျွန်တော်တို့ဟိုစီတွေပါတယ်တေလို့မရဘူးဝေရတာခက်တယ်စသဖြင့်အဲ့လိုမျိုးဒီအခက်ခဲတွေရှိတယ်လို့မျိုးပဲတစ်ဖက်မှာလည်း ဒီလူတွေအနေနဲ့ကလည်းငါတို့ဟိုဘက်ကိုရွှေ့ပြီးပြီဆိုရင်အဲ့ဒီမှာဘသူကငါတို့ကိုတမင်းကြွေးထားမှလဲဆိုတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ကလည်းရေရှည်မကြွေးထားနိုင်ဘူးအဟိုရခိုင်ပြည်တောင်ပိုင်းမှာကလည်းကျွန်တော်တို့ဒီဟိုတခြားနိုင်ငံတကာဖွဲ့စည်းတွေရအကူအညီတွေရောက်ရှိမှုကအမှန်တမ်းနေပါပါတယ်အဲဆိုတော့အဲ့လိုမျိုးအနေထားတွေမှာဒီအခြေခံကူညီရရှိနိုင်မှုကိစ္စကလည်းတော်တော်လေးကိုကြီးမားတဲ့ဒါစင်ခေါ်ချက်တစ်ချက်ဖြစ်တယ်ပေါ့နော်နောက်နံပါတ်5အချက်အနေနဲ့ကတော့ ကျွန်တော်တို့ရွှေပြောင်းတဲ့နေရာမှာလူပေါင်းစုံပါတယ်ဗျကျွန်တော်တို့ဒီလာသာရွေကလေးလေးတွေပါတယ်ကျွန်တော်တို့တက်ကြီးတွေပါတယ်အမတန်ဆွမ်းတွေပါတယ်ဆိုတော့မတန်ဆွမ်းဆိုတဲ့နေရာမှာဒီစိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းဖြစ်နေတဲ့လူတွေပါပါတယ်ပေါ့နော်ဆိုတော့ဒီလူတွေကိုကျွန်တော်တို့ဟိုရွှေပြောင်းတဲ့အခါမှာကျွန်တော်တို့ဒီဒီအခက်အခဲတွေကြားထဲမှာအာဟိုတော်တော်လေးကိုဂယူးဆိုင်ပြီးတော့ပါ အာကျွန်တော်တို့ဟိုဟိုစီစီစဉ်ရပါတယ်တချို့နေရာတွေဆိုရင်ကျွန်တော်တို့လမ်းမရှောင်းနိုင်တဲ့လူဆိုရင်ကျွန်တော်တို့လူတွေနဲ့တည်ပြီးတော့မှကျွန်တော်တို့ရွှေ့ရတဲ့ဟာမျိုးပဲလေကျွန်တော်တို့ရှိတာပေါ့နော်ဆိုတော့အဓိကတော့စိန်ခေါ်ချက်အနေနဲ့ကတော့ဒီ၅ချက်ပေါ့နော်အာကျွန်တော်တို့ဟို over ခြုံကြည့်မယ်ဆိုရင်ပေါ့နော်အခြေအနေအားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ဒီ၅ချက်ကိုတော့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျာ